တောင်လေးတောက်ခဆေးဆိုးတာကြောင့်ပဲသူ့ရဲ့မိဘနဲ့အမကိုတွင်တစ်ခုမှပေးထားလိုက်ပါတယ်သူတွေပိုက်စားပြီးတော့ငတ်မတည်သွားစေဖို့အတွက်တခါတလေမှအစားအစာတွေတွားပြီးတော့ပေးတတ်ပါတယ်တွင်ထဲမှာရှိတဲ့သုံးယောက်ကအရန်ဆေးဆိုးပေမဲ့ဘာမှတော့မလုပ်နိုင်ပါဘူးတွင်ကအရန်ကိုနှက်တဲ့အတွက်အပေါ်ကိုတက်လို့လည်းမရသလိုဒီတိုင်းပဲလောင်ပိတ်ခံနေရတာဖြစ်ပါတယ်ကောင်လေးကဘာကြောင့်များဒီလောက်စိတ်ဆိုးတာလဲဆိုလို့ရှင်တော့လွန်ခဲ့တဲ့ရက်နေငယ်မှာသူ့အစာမျိုးဝဲအမှတ်၃ညရခဲ့လို့ပါပဲ။ဒါကြောင့်မလို့ဆရာကသူ့ကိုတည်တံ့စာတင်ပြီးတဲ့နောက်နောက်ကြမှပြန်ခိုင်းတာပဲဖြစ်ပါတယ်။ ။ကောင်းလေးဟာအရန်ကိုစိတ်ညစ်သွားတာဖြစ်ပြီးအိမ်မြန်ရောက်တဲ့အခါမှာတာယာနေတဲ့မိဘနဲ့အမကိုကြည့်ပြီးတော့သူကပို့ပြီးတော့စိတ်ဆိုးသွားခဲ့တာပါ။သူတို့တွေကတာတာယာနဲ့နေနိုင်ပြီးသူကတော့စာအုပ်ပဲတနေကုန်လုပ်နေရတာဖြစ်ပါတယ်။ဂိလေးစောတော်ကိုတော်မှအဖေဟာအချင်းကိုတတ်မှတ်ပေးထားသေးတာဖြစ်ပြီးသူအရန်စိတ်ညစ်တာကြောင့်ပဲတယောက်တည်းတော်ရင်မှာရှောက်ပြီးတော့သွားနေလိုက်ပါတယ်။တော်ရင်မှာရန်ကုန်နဲ့တဲ့အတွင်းတစ်ခုကိုတွေးလိုက်ရပြီးတော့သူ့ရဲ့ခေါင်းထဲမှာလေကြောက်စရာကောင်းတဲ့အကြံတစ်ခုပေါ်လာခဲ့ပါတယ်။သူ့ရဲ့မိသားစုကိုတွင်းတစ်ခုထဲမှာပေးထားလိုက်မယ်ဆိုရင်သူ့ကိုချုပ်ချယ်မယ်သူလည်းမရှိတော့ဘူးလို့တွေးလိုက်တာပါ။ ဒါကြောင့်မို့လို့နေလေသာစားနေချိန်မှာသူ့ရဲ့မိဘတွေကိုတွင်တစ်ခုရဲ့အကြောင်းကိုမေးပါတယ်။တခြားသူကတခုဆောက်ဖို့အတွက်လှူထားတဲ့အကြောင်းသူ့ဘေကပြောလိုက်ပြီးနောက်ပိုင်းမှာတော့ဆက်မလို့ဖြစ်တဲ့အကြောင်းအကြောင်းရင်းကိုတော့သူတွေမသိတဲ့အကြောင်းဒါကြောင့်ဒီတိုင်းပဲကြံနေခဲ့တဲ့အကြောင်းအဲ့ဒီတွင်ရဲ့ပက်ပက်လေးမှာလူတွေလည်းမရှိတာကြောင့်ပဲပြုတ်ကျသွားရင်တော့ဒုက္ခအကြီးကြီးရောက်သွားနိုင်ပါတယ်။ကောင်းနေရသူ့ဘေရဲ့စကားနားထောင်ပြီးတဲ့အခါမှာတော့စိတ်ထဲမှာစီစဉ်နေပါတယ်။သူကအချိုရီလေးကိုမိသေးတွေထည့်ပြီးတော့အလုံးလုံးနေတဲ့ဦးလေးကိုပြီးမှာပါ။လူကြီးတယောက်ကိုမိလဲသွားအောင်တော့လုံနေတဲ့နှုံးကိုသီသွားပြီးဆိုတော့ ူ့ရဲ့မိသားစုဘက်ကိုဥတီလိုလာခဲ့ပါတယ်သူတို့တုံယောက်စလုံးကမေးသေးကြောင်းအကုန်လုံး3မိနစ်ကြားတဲ့အချိန်မှာကောင်လီကသူတို့ကိုတယောက်ချင်းစီဆွဲထုတ်ပြီးတော့တုံးလေးပေါ်မှာတင်ပါတယ်။မိုးရှိုးတဲ့အချိန်ကိုအတုံးချပြီးတော့မှတုံယောက်စလုံးတွင်းလေးကိုတွန်းချလိုက်တာပဲဖြစ်ပါတယ်။သူရဲ့မိသားစုကနောက်နေ့နိုးလာတဲ့အချိန်မှာတော့သူတို့တွေတွင်းလေးရောက်နေတယ်ဆိုတာကိုသိလိုက်ရပြီးကောင်လီမပါလာတာကြောင့်တရားခင်ကဘာလုပ်လဲဆိုတာအရင်ကမှတည်တာနေပါတယ်။ ဒါကြောင့်မဲ့သူတို့ဟာအောက်ကနေအကျည်ကြီးអော်ပြီးတော့အကူကြီးတောင်းပြီးမဲ့လဲအတုံးမဝင်ဖြစ်နေပြီးဘာကြောင့်လဲဆိုလို့ရှင်တော့ဒီတွင်းရဲ့ပက်ပက်လေးမှာသူတို့အိမ်နေမဲ့ရှိလို့ပါပဲအမျိုးတွေနဲ့သူမိဘရဲ့တငယ်ချင်းတွေလာရှာမှာဆိုတာကြောင့်မဲ့កောင်းလေးကသူရဲ့ဖုန်းနဲ့ကိစ္စအားလုံးကိုလည်းငင်းဆန်လို့ထားပါသေးတယ်။ပြီးလို့ရင်သူဟာကားကိုစပြီးတော့မောင်းကြည့်ပါတယ်။ ATM ဆန်နှောင်းကိုသွားပြီးတော့သူ့ရဲ့အဖေကနေဒေါ်လာ9000လေးထုတ်လိုက်ပါတယ်။အဲ့နောက်မှာတော့ပတ်စံအေးကိုရှော့ပြီးတော့လည်းတုံးလိုက်ပါသေးတယ်။ ဒီကလာတည်းမှာလူကြီးတယောက်လိုနေထိုင်မှုတဲ့အစီအစဉ်ခြားထားတာဖြစ်ပြီးအချိန်၃ရက်ကြာပြီးတဲ့နောက်မှာတော့သူ့မိရဲ့တငယ်ချင်းကရောက်လာခဲ့ပါတယ်။ကောင်းလေးကပြင်မျောဖို့အတွက်ပြင်ဆင်ထားတာဖြစ်ပြီးသူ့အဖို့ဆုံးသွားတာကြောင့်သူ့ရဲ့မိသားစုကအတုပသွားတယ်ဆိုပြီးတော့ပြောလိုက်တာပါ။အချိန်တိုလေးတည်းမှာပြန်လာမှာမဟုတ်ဘူးလို့လည်းပြောပြီးသူကတော့ကျူရှင်တက်ရမှာဖြစ်တာကြောင့်အိမ်ဆောင်နေခဲ့ရတယ်လို့ဆိုပါတယ်။ကောင်းလေးလိန်မျောတာအရန်ကိုတော်တာကြောင့်ပဲသူ့မိရဲ့တငယ်ချင်းကလည်းပြန်သွားခဲ့ပြီးကောင်းလေးကအခုချိန်မှာတင်းနေမှာကြံခဲ့တဲ့သူ့ရဲ့မိသားစုကိုတရိယာလို့သွားခဲ့တာပါ။ ဒါကြောင့်မဲသူဟာရင်တထင်းလေးနဲ့အနောက်ကိုသွားခဲ့ကြည့်လိုက်တဲ့အခါမှာသူဘာလို့အဲ့လိုလုပ်ရတာလဲဆိုပြီးတော့သူ့ရဲ့မိဘကမေးပါတယ်။ကောင်းလေးကဘာမှပြန်မပြောဘဲနဲ့ကြက်ကြော်ထရုတ်ကိုပြေးပြေးလိုက်ပြီးအိမ်နောက်မှာဒေါသထွက်နေတဲ့အမကိုအဖက်မလို့ပဲထွက်သွားခဲ့ပါတော့တယ်။အိမ်မြောက်သွားတဲ့အခါမှာဆိုလို့ရှင်တော့သူကဂိမ်းဆက်ကိုသူ့ရဲ့အခန်းထဲကိုယူသွားပြီးတော့ဂိမ်းကိုဆော့နေပါတယ်။အခုအချိန်မှာဒင်းထဲမှာရှိတဲ့၃ယောက်ကတော့အပေါ်ကိုတက်ဖို့ကြိုးစားနေပြီးတယောက်ရဲ့ပကုံးပေါ်တယောက်တက်သွားလဲမအောင်မြင်ခဲ့ပါဘူး။ တွင်ဟာရန်ကုန်မှာနေနေကြောင်းပဲဒီလမ်းတက်သွားဖို့ကအဆင်မပြေလာသလိုဗိုက်ဆောင်နေတဲ့ကောင်မလေးကကြက်ကြော်စားဖို့အတွက်လုံနေပါတယ်။ဒါပေမဲ့သူ့ရဲ့ဖေကတားဆီးထားပါတယ်။ဂျေဇူးကန်းတဲ့ကောင်ပြီးတဲ့ဟာမလို့မစားစေချင်တာဖြစ်ပြီးဒါပေမဲ့လည်းဗိုက်ရန်စားလာတဲ့ခါမှာတော့မဖြစ်မနေစားသုံးလိုက်ရပါတယ်။အခုချိန်မှာကောင်လေးကအိမ်ထဲမှာတာတာယာနဲ့ဆန်နေရတင်းနေတာဖြစ်ပြီးအပြင်မှာမိုးရွာနေတဲ့မိုးကိုလည်းဒေးမဆိုင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့တွင်ထဲမှာရှိတဲ့သုံးယောက်ကတော့တော်တော်လေးဒုက္ခရောက်နေတာဖြစ်ပြီးတွင်းကအဖုံးမရှိတဲ့အတွက်သူတို့တွေတညာလုံးမိုးရီချိုးလိုက်ရပါတယ်။ နောက်နေ့မှာတော့ကောင်းလေးဟာသူ့ရဲ့မိသားစုတွေအေးအေးမိပြီးတော့တည်သွားမှာဆိုတာကြောင့်ဆောင်းနဲ့အဝယ်စားတွေယူလာပေးပါတယ်။သူ့ရဲ့မိကကောင်းလေးကိုသူတို့ကိုလှုပ်ပေးဖို့တောင်းပန်နေပြီးကောင်းလေးကတော့အရင်အတိုင်းပါပဲသူတို့ကိုအထုပ်ပြေးပြေးပြီးတော့ထွက်သွားခဲ့ပါတယ်။အိမ်မှာတောက်တဲ့နေရတော့အရန်ကိုပြင်းသွားခဲ့တဲ့ကောင်းလေးဟာသူ့ရဲ့တငယ်ချင်းတွေကိုလည်းအင်းလေလာဖို့အတွက်ဖိတ်ခေါ်ပါတယ်။သူတို့နှစ်ယောက်ကရေတူတူကူးကြပြီးတော့ဂိမ်းတူတူဆော့ကြသလိုလူကြီးတွေကိုလည်းဘာမှခေယူဆိုင်စရာမလိုဘဲနဲ့လှုပ်ချင်တာလှုပ်နေကြတာပါ။ပြီးလို့ရှင်ရေခဲတက်တာထဲမှာရှိတဲ့အစားအစာတွေကိုယူပြီးတော့လူကြီးတွေကိုလည်းလှုပ်စားတတ်ပါသေးတယ်။ ိုင်မန်လေးကောင်လေးကအပြော်လွန်ပြီးတော့သူ့ရဲ့မိသားစုကိုမေးသွားခဲ့တာဖြစ်ပါတယ်။အခုချိန်အတွင်းထဲမှာစားကြမရှိတော့တာကြောင့်သူတို့တွေအရန်ကိုပိုက်စားနေပြီဖြစ်ပြီးတော့ပုတ်သိုးသွားတဲ့ငပြိုတိအခုံကိုပဲစားလို့နေရပါတယ်။အင်တာတက်တဲ့အချိန်ဆိုလို့ရှိရင်ဒုက္ခပိုရောက်ပြီးအဲ့ဒီနေရာချင်းချင်းတွေမှာသူတို့ရဲ့သမီးအင်တာတတိုင်းသူတို့ရဲ့မိဘကတစ်ဖက်ကိုလှည့်နေရပါတယ်။တက်ပြီးလို့ရှင်တော့အိတ်ကိုကောင်းကောင်းလေးခြေပြီးတော့သူ့ရဲ့ဘေးကိုအပေါ်ရောက်တော့အောင်ပြစ်ခိုင်းပြီးဒါပေမဲ့တခါတလေမှလည်းလက်ချော်သွားတတ်ပါတယ်။ဒီနေ့မှလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့နန်းလာခဲ့သလို ူတို့ရဲ့အသားလေးကသူ့ရဲ့တငယ်ချင်းနဲ့အတူတူကစားနေပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ drone ကို control လုပ်ပြီးတော့တွင်းရဲ့အခြေအနေကိုသွားပြီးတော့ကြည့်ပါတယ်။သူ့အဖေက drone ကိုတွေ့တဲ့အချိန်မှာတခါတည်းအော်ဆဲလိုက်ပါတယ်။ဂျေဇူကန်နဲ့ကောင်းကောင်းမွေးခဲ့လို့ဆိုပြီးတော့ပါ။ဒါပေမဲ့ကောင်းလေးကတော့အဲ့ဒီတံတွေကိုလုံးဝမကြားခဲ့ပါဘူး။နောက်နေ့မှာတော့သူ့ရဲ့တငယ်ချင်းတွေကိုတွားဖို့တဲ့အခါမှာကောင်းလေးက ATM ဆက်ကနေ9000ထပ်ထုတ်ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကိုပေးလိုက်ပါတယ်။သူ့ရဲ့အမြင်မှာတော့သူ့ရဲ့တငယ်ချင်းဟာသူ့ကိုအချင်းကြီးအဖော်လုပ်ပေးဖို့တဲ့ပတ်စံပေးတဲ့နယ်လို့ထင်နေတာပါ။ဒါမှလူကြီးတယောက်ပြီးသားတဲ့နယ်ပေါ့ သူ့ရဲ့တငယ်ချင်းကိုပို့ပြီးတဲ့အခါမှာတော့သူ့အမေရဲ့တငယ်ချင်းကအင်ကိုထက်ပြီးတော့ရောက်လာပါတယ်။သူ့ရဲ့အမေကိုဆက်တွေ့လို့မရတာကြောင့်အယံကိုအံ့ဩနေပြီးကောင်းလေးကလည်းမကောင်းတာလုပ်ထားတာကြောင့်ပြန်ပြီးတော့မဖြေတဲ့တော့ပါဘူး။အဲ့တော့အဲ့ဒီအန်ဒီဟာတန်ရဝင်သွားခဲ့ပြီးတော့ထွက်သွားလိုက်ပါတယ်။ဒီနောက်မှာရဲတွေကိုခေါ်လာခဲ့ပါတယ်။ကောင်းလေးကအဲ့ဒီအတွက်လေးစီစဉ်ထားပြီးသားပါ။အယံတကားတွေကိုအကုန်တော့ခဲ့ပြီးတော့သူကအပေါ်ထက်မှာပုံနေပါတယ်။အိမ်ထဲမှာလူမရှိတဲ့ပုံစံလုပ်ထားတာဖြစ်ပြီးရဲကအကုန်စီပြီးတဲ့အခါမှာလေထူးဆန်းတာဘာမှမတွေ့ခဲ့ရပါဘူး။ တော်ရီကတွင်ထဲမှာကန်ဆိုးတဲ့လူသုံးယောက်ရှိနေတယ်ဆိုတာသူတို့တွေမသိသလိုကောင်လီကအစားအစာတွေကိုသွားမဖို့တာကြာပြီဖြစ်တာကြောင့်သူတို့သုံးယောက်ကလည်းဗိုက်ရန်စာနေခဲ့ပါပြီ။အရန်ကိုလည်းအားနေနေတာကြောင့်အဆိုးဆုံးကိုကြိုပြီးတွေးထားကြတာဖြစ်ပြီးအချိန်ကြာလာတာနဲ့ကောင်လီဟာပြင်းလာခဲ့ပါတော့တယ်။ဒီညမှာသူကဟင်းချက်ပြီးတော့သူ့ရဲ့မိသားစုကိုသွားဖို့ပြေးလိုက်ပါတယ်။ဗိုက်ရန်စာတဲ့သုံးယောက်လည်းလက်ရကောင်းတာမကောင်းတာကိုပြုံးဆိုင်မယ်နဲ့အားရပါရစားနေကြပါတယ်။ရမမတော့ကောင်လေးဟာအင်ကြီးကြီးထဲမှာတယောက်တည်းဖုန်းဆော်နေပြီးလူကြီးတွေရဲ့ဘဝလည်းအဲ့လိုပြောစရာမကောင်းဘူးဆိုပြီးတော့တွေးနေပါလေ ူဟာနောင်နာရသွားခဲ့တာကြောင့်ပဲမနဲ့စိုးစိုးမှသူ့ရဲ့မိသားစုကိုလာပြီးတော့ကြည်ပါတယ်အိပ်ပျော်နေတဲ့မိဘတွေကစူညံတန်းကြောင့်နိုးလာခဲ့ပြီးမျိုးလုံးပွင့်ပြီးတော့လေကားလေးတစ်ခုကပြေးပြေးချင်းကျလာခဲ့တာပါသူတို့သုံးယောက်ဟာအဲ့ဒီလေကားနဲ့အပေါ်ကိုပြင်ရောက်လာခဲ့ပြီးသူတို့အကောင်လေးကိုလိုက်ချတဲ့အချိန်မှာရေကန်ထဲမှာလူတစ်ယောက်ဘောလုံးပေါ်နေတာတွေ့လိုက်ရပါတယ်သူရဲ့မိဘကတော့အကောင်လေးစိတ်မကောင်းတာကြောင့်ကိုကိုကိုတက်တယ်နေရတင်ပြီးတော့အများဆုံးသွားပြီးတော့ခဲ့ပါတယ်အမှန်တကယ်တော့မိဘတွေရဲ့ဒေါသရောသွားစေဖို့ကောင်လေးကတမင်တက်တက်လှုပ်ထားတာပါ ောက်ဆုံးမှာတော့သူ့ရဲ့မိမနဲ့အမဟာကောင်းလေးစင်မကောင်းဖြစ်မှာဆိုတာကြောင့်ချက်ပြီးတော့မဆူတော့သလိုသူ့ရဲ့ဘေးကလည်းမြေကောဆက်တစ်စီးနဲ့အဲ့ဒီတွင်ကြီးပြေးသွားအောင်မြေတွေကို ဖြည့်လိုက်ပါတော့တယ်။